တမာဓိနဲ့ဝိပဿနာတမထနဲ့ဝိပဿနာတမထဆိုတာစိတ်လွင်ပါနေတာတွေကိုထိမ့်ပေးတဲ့သဘောတမာဓိစွမ်းဆောင်မှုနောက်ဝိပဿနာဆိုတာကြတော့အမှန်အကန်သိပြီးတော့စိတ်ရဲ့အညစ်အကြေးတွေကိုလုံးဝတောင့်ပြစ်နိုင်တဲ့သဘောတမထကစိတ်ရဲ့အညစ်အကြေးတွေကိုခိတခဏဖယ်ထားနိုင်တယ်တန့်ထားနိုင်တယ်အေးသို့သော ပညာလိုဖယ်ရှားပြီးတော့မပြတ်နိုင်ဘူးပညာကမှစိတ်ရဲ့အငြိချေးတွေခုနပြောတဲ့စိတ်ရဲ့ဖိစီးမှုတွေကိုလုံးဝဖယ်ရှားပြတ်နိုင်တယ်ဒါကြောင့်မို့ဒီကနေ့ဝိပဿနာကျင့်စဉ်လေးကိုအချင်းချုပ်ကလေးပြောရမယ်ဆိုလို့ရှိရင်နော်ဝိပဿနာဆိုတာပညာကိုပြောတာအဲ့ဒီဝိပဿနာအကျင့်ကိုကျင့်ပြီဆိုလို့ရှိရင်နိလန်းနှစ်သွယ်နဲ့ကျင့်လို့ရတယ် ဝိပဿနာကိုတိုက်ရိုက်ကျင့်တဲ့နည်းရှိတယ်။ဝိပဿနာကိုတမထကျင့်ပြီးတော့မှတမထကနေအခြေခံပြီးတော့ကျင့်တဲ့နည်းရှိတယ်။အဲ့ဒီနိလန်းနှစ်တွယ်ပဲ။ဘယ်နိလန်းပဲဖြစ်ဖြစ်ငါဒီကမှန်တယ်သူဒီကမှားတယ်လို့ညင်းစရာအကြောင်းမရှိဘူး။နိလန်းနှစ်တွယ်နဲ့ကျင့်လို့ရတယ်။နော်။ဘယ်နိလန်းနဲ့သွားသွားတဝရချင်းစဉ်ကိုအရင်ချင်းပြီးတော့ဝိပဿနာကိုကျင့်ရမှာ ဝိပဿနာကတော့မကျင့်မဲနေလို့မရဘူးမဉဏ်ဖွဉဏ်ရဖို့ပညာမှလမ်းဆုံးတာဖြစ်တော့ကြောင့်ဝိပဿနာဆိုတဲ့ပညာတိုးတက်အောင်ကြိုးစားအထောက်အပံ့ဖြစ်တယ်။အဲ့ဒီဝိပဿနာပညာကိုချင့်ကပ်တဲ့အခါမှာတမထနဲ့ချင့်ကပ်မလားသူ့ကြည့်တိုက်ရိုက်သွားမလားဒီနှစ်ခုပဲရှိတယ်နော်ဒီနှစ်ခုပဲရှိတယ်တမထကိုအရင်ချင့်ပြီးတော့တမထအခြေခံပြီးတော့ဝိပဿနာနဲ့သွားလို့ရတယ်အဲ့ဒါကို တမထပုပ်ပင်ကမဝိပဿနာလို့ခေါ်တယ်။တမထကရှေ့ကသွားတယ်။ပြီးတော့မှတမထခြေခံပြီးဝိပဿနာအကျင့်ကိုကျင့်တယ်။ဒါကနိလန်တသွေ။နောက်တစ်ခုကတော့ဝိပဿနာပုပ်ပင်ကမဆိုဝိပဿနာကိုဓာတ်ရိုက်ကျင့်တဲ့နေခေါ်တယ်။ဝိပဿနာကိုဓာတ်ရိုက်ကျင့်တဲ့အခါမှာတမထကိုအခြေမခံဘူးလို့ဆိုတာတမာတိကိုအခြေမခံဘူးလို့ပြောတာမဟုတ်ဘူး။တမထကိုအခြေမခံဘူး။ တခတရံတမထနဲ့တမာတိနဲ့ကွဲပြားခြားနားမှုလေးကိုသိရတယ်။တမထဆိုတာတက္ကနစ်ကိုပြောတာ။တခတကတမာတိကိုပြောတာ။ဝိပဿနာကျင့်လည်းပဲတမာတိလိုတယ်။အ ਨੇ ဆုံးဝိပဿနာကျင့်ပြီဆိုရင်ခဏိကတမာတိနဲ့တွားရမယ်လို့ဒီလိုဆိုတယ်။ဝိပဿနာကိုတိုက်ရိုက်ကျင့်ရင်ခဏိကတမာတိနဲ့တွားတယ်။တမထကျင့်ပြီးမှဝိပဿနာကျင့်တယ်ဆိုတာ တမထကိုဥပ္ပစာရတမာတိဆိုတဲ့အဆင့်ဇာန်တော့မရောက်ဘူးသို့သောဇာနာကတ်သွားတယ်ဇာနာကတ်သွားတဲ့တမာတိကိုဥပ္ပစာရတမာတိလို့ခေါ်တယ်ဇာန်ထီအောင်ရောက်သွားလို့ရှိရင် အပ္ပနာတမာတိလို့ခေါ်တယ်အဲ့ဒီတမထကျင့်စဉ်ကိုဇာန်အဆင့်မရောက်ခင်မှာလဲဝိပဿနာလမ်းကိုကုလို့ရတယ်ဥပ္ပစာရတမာတိကနေဝိပဿနာကိုကုသွားတယ်တော့မဟုတ် ဥပ္ပစာရကိုကြော်ပြီးတော့အပ္ပနာသမารီရောက်သွားပြီးဆံရတယ်ဆံရပြီးတဲ့အခါကျတော့မှသဗ္ဗထကိုသွားဒီနိလနှစ်သွဲပေါ့ဥပ္ပစာရသမารီနဲ့ဝိပဿနာကူးတယ်အပ္ပနာသမารီနဲ့ဝိပဿနာကူးတယ်အဲ့ဒါသဗ္ဗထပုဗ္ဗင်္ဂမဝိပဿနာလို့ခေါ်တယ်သဗ္ဗထရှိသွားရှိပြီးတော့သဗ္ဗထကိုအခြေခံပြီးတော့ဝိပဿနာအထုတ်တယ်ဥပမာမယ် ထွက်လေဝင်လေမှတ်ပြီးတော့စိတ်တွေတည်ငြိမ်အောင်လုပ်တယ်ဇန္နာကတ်သွားသည်ထီအောင်ကြိုးစားတယ်စိတ်တွေဟာတည်ငြိမ်သွားတယ်တမာတိတွေကောင်းလာအဲ့ဒီတမာတိကနေပြီး အခြေခံပြီးတော့ဝိပဿနာကိုကျင့်တယ်သို့မဟုတ်အာနာပါနကျင့်ရင်ကနေပြီးတော့ဇန်ရသွားတယ်ဇန်ရသွားတဲ့အခါမှာအဲ့ဒီဇန်ကိုအခြေခံပြီးတော့ဝိပဿနာကိုသွားတယ်ဒါက တမထကိုအရင်ကျင့်ပြီးတော့ဝိပဿနာသွားတဲ့နည်းဝိပဿနာကိုတိုက်ရိုက်သွားပြီးဆိုတဲ့အခါကျတော့ဝိပဿနာရဲ့အာယုံကဘာလဲလို့ဆိုရင်ခန္ဓာ၅ပါးယုံနဲ့တရားပဲကုသဏမှာရှိတဲ့ယုံနဲ့နာအဲကုသဏမှာရှိနေတဲ့ယုံနဲ့နံတဲ့ကဖြစ်စေယုံနဲ့တွေကိုကြည့်ပြီးတော့ထိုယုံနဲ့တွေအပေါ်မှာမမြဲတဲ့သဘောဆင်းရဲတဲ့သဘောယုံနဲ့တွေရဲ့တဘာဝလက္ခဏာကိုအရင်သိအောင်ကြိုးစားတယ် ရုပ်ရဲ့သဘာဝလက္ခဏာကိုယင်သိအောင်ကြိုးစားမယ်။နာမ်ရဲ့သဘာဝလက္ခဏာကိုယင်သိအောင်ကြိုးစားလူရဲ့တဏ္ဏမှာကိုယ်တကုံလုံးကိုရှာကြည့်ရုပ်နဲ့နာမ်ကလွဲရင်တခြားမရှိဘူး။တရားဆိုတာမရှိဘူး။ဒီရုပ်နဲ့နာမ်နှစ်မျိုးပဲလို့ဒီလိုကွဲပြားခြားနားသွားသည့်ထီအောင်ရှေးဦးစွာကျင့်တယ်။အဲ့ဒီဒေါရိုက်သွားတာကြတော့ခဏိကတမာတိလို့ခေါ်တယ်။ဖြစ်ပေါ်လာတဲ့ ရုပ်တရားပေါ်မှာ ဖြစ်ပေါ်လာတဲ့ရုပ်တရားနံတရားတွေအပေါ်မှာခဏမြတည်ထန့်သွားတဲ့တမာတိကိုခဏိကတမာတိအဲ့ဒီအာယုန်လေးပေါ်မှာအခိုက်တန့်အခိုက်တန့်လေးတွေဖြစ်ခိုက်ကလေးမှာတီးလိုက်တယ်ပြက်သွားတဲ့အခိုက်ကလေးမှာတီးလိုက်တယ်အဲ့ဒါလိုဖြစ်ခိုက်ချုပ်ခိုက်ကလေးတွေကိုတိနေတဲ့အတိတမာတိလေးကိုခြေခံပြီးတော့ကျင့်တာဒါကဝိပဿနာတိုက်ရိုက်သွားတဲ့နည်းလို့ခေါ်တယ် အဲ့တော့ခဏိကသမာဓိဆိုတာဝိပဿနာသွားတဲ့သမာဓိကိုပြောတာ။နာဟိခဏိကသမာဓိဝိနာဝိပဿနာမနာမတံမွေတိ။တမထမကျင့်မဲနဲ့ဝိပဿနာကိုတိုက်ရိုက်သွားတယ်လို့ဆိုတဲ့နေရာမှာခဏိကသမာဓိတော့ပါရမယ်တယ်လို့ဆိုလို့နော်။ခဏိကသမာဓိဆိုတော့တိတဲ့အခိုက်ကလေးတွေမှာဖြစ်ပေါ်လာတဲ့ဉာဏ်တိုက်ရိုက်ကိုသွားတာ ဲ့ဒီညံနဲ့ရှုလိုက်တဲ့အချိန်လေးတွေမှာတည်ငြိမ်သွားတဲ့တမာရီလေးကိုဆုလို့တယ်သူအဲ့ဒီခဏိကတမာရီနဲ့သွားတဲ့ဤအဲ့ဒါလို့တရားအထုတ်ခြင်းဟာနီလန်းနှစ်သွဲရှိတယ်ဒီနီလန်းနှစ်သွဲကဘာထူးသလဲလို့မေးလို့ရှိရင်စာပေကျမ်းကမှာဥပမာပေးထားတာရှိတယ်တမထကျင့်ပြီးတော့ဝိပဿနာကျင့်တာကဘာနဲ့တူတော့ဆိုရင် ဟိုဘက်ကန်းတကန်းကိုကုတဲ့အခါမှာလေတို့တင်မောတို့နဲ့ကူတာနဲ့တူတယ်တသက်တာသာသွားဝိပဿနာတက်ရိုက်သွားတဲ့လူကြတော့ရေထဲမှာလက်ပြစ်ကူသွားတာနဲ့တူတယ်နော်ဝိပဿနာကြတော့လက်ပြစ်ကူသွားတက်ရိုက်သွားတဲ့နေပေါ့အဲ့တော့ဘယ်ဟာပုတ္တတာတော့ဆိုသမထချင်းပြီးဝိပဿနာကျင့်တာပုတ္တတာတဲ့လူပြောအောင်သက်သက်ခိုးခြင်းလို့ရှင်တော့နော် ဲ့တော့ဝိပဿနာတမထအရင်ကျင့်ပြီးမှဝိပဿနာကျင့်တာဟာလှေစီးပြီးတော့ဟိုဘကံကူးတာလို့ဝိပဿနာကိုတည့်ရဲ့ကျင့်လို့ရှိရင်လည်းလက်ပြကူးသွားတယ်လို့ခြေရဲဆင်းကူးသွားတာနဲ့တူတယ်လို့ဒီလိုစာပေကျမ်းကမှာဥပမာပေးထား။ဘာဖြစ်လို့လဲဆိုရင်သူကတမာတိကိုတီးကြားထူထောင်မှုမပြုဘဲနဲ့ဝိပဿနာကိုတည့်ရဲ့သွားတာ။ဝိပဿနာတည့်ရဲ့သွားတာညံနဲ့ပဲသွားတယ်။အဓိကကတော့ ညာပဲအဲ့တော့ဒီလိုသမထကျင့်စဉ်ဝိပဿနာကျင့်စဉ်ကျင့်နေတာကိုပဲတရားထုတ်တယ်လို့ခေါ်နော်ဂရေတရားထိုင်နေတရားထိုင်နေနဲ့ပြောပြောထိုင်ထိုင်မထိုင်ထိုင်တရားကျင့်နေဆိုတာတရားထုတ်တယ်ဆိုတာကိုယ်တဏ္ဍမှာတမာရီတရားတွေဖြစ်ဖို့ပညာတရားတွေဖြစ်ဖို့ကြိုးစားအထုတ်ခြင်းပဲဒါကိုဆိုလိုတယ်ပေါ့အဲ့တော့ဝိပဿနာသို့သွားတဲ့အခါမှာသမထကသွားတာရှိတယ်ဒီ ဝိပဿနာတက်ရိုက်သွားတာရှိဒီနီလန်းနှစ်သွယ်လုံးဟာကျင့်လို့ရတယ်လို့ပဲဒီလိုမှအငင်းပွားစရာအကြောင်းမရှိဘူးဝိတ္တုဒီမဲ့မှာလည်းဒီလမ်းနှစ်သွယ်ကို ပြထားတာရှိတယ်တခါဓမ္မဒါယတာတုတ်အထက်ကထာမှာဆိုရင်ဘာဝနာနယဆိုပြီးတော့ဟောထားတယ်ထင်မယ်နော်ယောဂီပုဂ္ဂိုလ်ဟာတချို့ယောဂီပုဂ္ဂိုလ်ဟာတမထကိုအရင်ကျင့်တယ်တဲ့ကျင့်ပြီးတဲ့အခါမှာ အဲ့ဒီတမထာထဲမှာပါတဲ့နန္တရားတွေကို ရှုပြီးတော့ဝိပဿနာသွားတယ်ဒါတနည်းအဲတချို့သောယောဂီပုဂ္ဂိုလ်တွေကြတော့တမထာကိုလုံးဝမသွားဘဲနဲ့ဝိပဿနာတိုက်ရိုက်ခြင်းနဲ့ဒီလိုနီးနှစ်နီးပြထတာရှိတယ်ပေါ့အဲ့တော့ဘယ်နီးနဲ့ပဲသွားသွားကိုယ်အစဉ်ပြေတဲ့နီးနဲ့သွားအဓိကကတော့ဝိပဿနာကိုသွားဖို့အဓိကပေါ့နော်ဝိပဿနာရမှအထောက်နိုင်မှသူက မဲ့ညာဖွညာဆိုတာပေါ်မှာကျင့်ရတာဆိုတာတပဋ္ဌာန်းနဲ့ဝိပဿနာနှစ်ခုပဲကျင့်ရတာမဲ့ညာဖွညာဆိုတာကျင့်ရတဲ့အရာမဟုတ်ဘူးတပဝိပဿနာကျင့်ရင်ကနေပြီးတော့ရရှိလာတဲ့အရာသာဖြစ်တယ်ပေါ့ဒါကြောင့်မို့အတိတ်မဲ့လို့ခေါ်တာပေါ့ရရှိလာတဲ့အရာပဲဖြစ်တယ်အဲ့ဒီတော့ဝိပဿနာတရားချင့်ခြင်းဟာ ဘာအကျိုးရှိတာတော့လို့ခုနပြောတဲ့စိတ်ဖြည်စည်းမှုကိုလျှော့ချတဲ့ဤတစ်ခုမြတ်စွာဘုရားပေးတာစိတ်ဖြည်စည်းမှုကိုလျှော့ချလိုက်တယ်အဲ့ဒီစိတ်ဖြည်စည်းမှုကိုလျှော့ချခြင်းအပြင်ဝိပဿနာအကျင့်ဟာတစ်ခုဤသောနိလမ်းပဲလို့ဆိုလိုတယ်ဝိပဿနာအကျင့်မကျင့်မဲနဲ့စိတ်ဖြည်စည်းမှုဆိုလျှော့ချနိုင်မှု တခြားနိလမ်းမရှိဘူးဒါကြောင့်မို့မြတ်စွာဘုရားကမဟာတတိပဋ္ဌာန၃ပါး ဧကာယနောအယံဘိက္ခုမက်ခောတတ္တနံဝိတုဒ္ဓိယသောကပရိဒေဝနံတမတိကမာယသရဝရီစင်ကြယ်မှုသောကပရိဒေဝဆိုတဲ့စိတ်ဖြစ်စည်းမှုတွေဒီလွန်မြောက်နိုင်မှုဆိုတာတကူရီသောနီလမ်းပဲဒီနီလမ်းနဲ့ပဲအာလုံးသွားရအဲ့တော့တတိပဋ္ဌာန်လို့ပဲပြောပြောတခြားနည်းနဲ့ပဲပြောပြောဒီစိတ်ဖြစ်စည်းမှုရှင်းချတဲ့နေဟာတကူရီသောနီလမ်းပဲဖြစ်တယ် ဒီဝိပဿနာကျင့်စဉ်နဲ့တမထကျင့်စဉ်အဲ့ဒီကျင့်စဉ်နဲ့ပဲတွားရမှာတခြားနည်းလမ်းမရှိဘူးလေဒါကြောင့်မို့ရှင်သာရိပုတ္တရာမထေရကမြတ်စွာဘုရားကိုလျှောက်ထားတဲ့အခါမှာဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဖရာပဲဖြစ်ဖြစ်ယန္တာပဲဖြစ်ဖြစ်ပိစိကဗုဒ္ဓပဲဖြစ်ဖြစ်တန်တရားဝုဆေကထွက်ပေါက်ရသွားတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာနမတ္တကဘာလို့ဆိုရင်နိဗ္ဗာန် တရားကိုဖယ်ရှားခြင်းဗာနဲ့ဖယ်ရှားတမာရီနဲ့ဖယ်ရှားနိဝရဏဆိုတာကာမဂုဏ်အာယုန်တွေကိုလိုချင်တဲ့စိတ်တွေတဏှာတွေတခါလိုဘမရတဲ့အခါမှာဒေါသတွေကာမိစန္ဒပြာပါရဟုတ်လားလိုရင်လိုတာရလို့ရှင် လောဘလိုတာမရတဲ့အခါပြာပါရဒေါသအဲ့ဒီနှစ်ခုဖြင့်စိတ် ကောင်းတဲ့အလုပ်ပေါ်မှာစိတ်အားထက်သန်မှု ရောကြခြင်းထိနာမိတ်တစိတ်လေးလွင်ခြင်းနဲ့စိတ်ပူပန်ခြင်းဥဒ္ဒေသကုက္ကုသတန်မြတ်ဖြစ်ခြင်းဝိသကိသာဆိုတဲ့ဒီနိဝရဏတရားတွေဟာအတိညာဏ်ကိုအပြော့သွားစေအဲ့ဒီနိဝရဏတရားတွေကိုတမာရီစွမ်းအားနဲ့ဖယ်ရှားရမယ်စိတ်ကိုဒီတတိပဌာန်၄မျိုးအာယုံပေါ်မှာစိတ်ကိုစိုက်ထားပြီး စဉ်9ပါးကိုကိုယ်တဏ္ဍာမှာတိုးပွားလအောင်ကြိုးစားအထောက်အဲ့ဒီနီးကလွဲပြီးတော့တခြားနီးမရှိဘူးတဲ့ပိစိကဗုဒ္ဓအရှင်မြတ်ဒီပိစိကဗုဒ္ဓဖြစ်သွားတာဒီလမ်းပဲယဟန္တာဖြစ်သွားတာဒီလမ်းပဲရသော်ဘုရားသခင်ကိုရောမြတ်ကိုယ်တိုင်ဘုရားဖြစ်သွားရောက်တာလဲဒီဒီလမ်းစဉ်ပဲနိဗ္ဗာန်ကိုဖယ်ရှားခြင်းတတိပဌာန်အာယုဘောမှာစိတ်ကိုစိုက်ထားပြီးဒီဖွဆင်ခုနှစ်ပါးကိုပွားများအထောက်ချင်းဆိုတဲ့ ဒီနန်းကလွဲပြီးတော့စိတ်ဖြစ်စည်းမှုတွေကိုရှင်းချနိုင်တဲ့နိလန်လုံးဝမရှိဘူးတဲ့ဒါကြောင့်မို့ Buddhist way of stress reduction ဆိုတာတမထခြင်းစဉ်နဲ့ဝိပဿနာခြင်းစဉ်ကိုကျင့်ကြံကြိုးကိုအထောက်ချင်းသာဖြစ်တယ်ဆိုတာအလုံးသောဘုရားဘာသာဝင်သူတော်စင်တို့သိရှိနားလည်ပြီးမိမိတို့ဘဝမှာစိတ်တော်ကခင်းခင်းရှင်းရှင်းနေကြလို့ရှိရင်ဒီခြင်းစဉ်ကို ကျင့်ကြံကြုတ်ကုပ်အားထုတ်ခြင်းဖြင့်သာလဲမိမိတို့ရဲ့စိတ်နှလုံးအေးချမ်းမှုကိုရရှိနိုင်တယ်ဆိုတာကိုယ်စီကိုယ်စီသဘောကျပြီးကျင့်ကြံကြုတ်ကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း